ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Nordian Forest ကိုကျွန်တော်တည်ကြခဲ့တဲ့ပွဲအပြီးမှာကျွန်တော်အနေနဲ့ပေါ့နော် Ruben Amorim ပြောခဲ့တဲ့ကစားမတယောက်ရဲ့အကြောင်းရှိတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။ဒါကတော့ Ahmed Dia လို့ပါ။ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်ပေးလိုက်ရတဲ့ Forest Back ကို2ဂူးကအမြင်ဘောတွေကနေတစင်ကျွန်တော်ပေးလိုက်ရတယ်။ပထမဂူးဆိုလို့ရှိရင် Morgan Gibbs White ကနေပြီးတော့ခေါင်းတိုက်ပြီးတော့ twin သွားတာ။အဲ့ဒီအရာကိုကျွန်တော်အနေနဲ့ defend လုပ်တဲ့ကစားသမားက Ahmed Dia လို့ပါ။ ဆိုတော့အာမက်တီယာလိုပါဆိုတော့ကျွန်တော်တို့လက်ရှိမှာအမိုရင်းကဗာပြောထားလဲဆိုတော့ကျွန်တော်အာမက်ကိုဝင်းဘက်စ်နေရာမှာကစားခြင်းခဲ့တာပေါ့နော်ဘာလို့လဲဆိုတော့အခါကျတော့အာမက်ဒီအဲဝင်းဘက်မှာကစားလို့တိုက်စစ်ဆင်တဲ့အခါမှာဆိုလို့ချင်းတကယ်ကောင်းတဲ့ကစားမတယောက်ဖြစ်လို့ပဲပေါ့နော်အဲဒါပေမဲ့လည်းလို့ဝင်းဘက်မှာကစားတဲ့အာမက်တီယာလိုက defend နေမိုင်းနဲ့ပတ်သက်လာလို့ရှိရင်အကောင်းဆုံးအနေနဲ့ကတယောက်တော့မဟုတ်ဘူးပေါ့အကယ်လို့မြန်သူ့မှာတခြားကစားမတယောက်သာရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်အဲ့ဒီပေးလိုက်ရတဲ့ဂူးကိုပူပြီးတော့ကောင်းအောင် ကာကွယ်နိုင်ခဲ့လိမ့်မယ်ထင်တယ်လို့သူပြောထားတယ်။ဆိုတော့ဒါကလက်ရှိမှာဆိုရင်အာမက်ဒီယာလိုဝင်းဘက်မှာကစားတဲ့အခါသူတို့ဒီ risk နဲ့ reward ပေါ့နော်။အာမက်ကိုဝင်းဘက်ကိုထားခြင်းအပြင်ကျွန်တော်မှာအားနည်းချက်တွေရှိမယ်အားသာချက်တွေကျွန်တော်ရှိမယ်။ဆိုတော့အားနည်းချက်ကတော့ကျွန်တော်သိတဲ့အတိုင်း defend ပေါ့။အားသာချက်ကတော့ကျွန်တော်ဒီဘယ်လိုပြောမလဲဟိုဘက်ကဝင်းဟိုဘက်ကဒူဂူတို့ ဒါလိုတို့စီမှာမရနိုင်တဲ့ attacking ability ပေါ့နော်အမ်ဘူမွန်နဲ့သူ့ရဲ့ကြားထဲမှာဆိုလို့ရှိရင်အချိတ်ဆက်တွေအားကောင်းလာတဲ့သူ့ရဲ့အားသာချက်ကိုကြည့်ရင် wing back မှာကစားတဲ့အာမတ်နော်အားသာချက်ကိုကျွန်တော်ကြည့်ရင်အမ်ဘူမွန်နဲ့သူ့ရဲ့ကြားထဲမှာဆိုလို့ရှိရင်အချိတ်ဆက်တွေတအားကောင်းလာတယ်တိုက်စစ် threat တွေမှာဆိုလို့ရှိရင်အရင်ကောင်းလာတယ်ဝင်းလေကနေတဆင့်အာမတ်ကို switching play တွေကစားရင်တို့အနေနဲ့အာမတ်က1 v 1 situation တွေမှာတို့တောက်လျှောက်ဆိုသလို pace နဲ့ power နဲ့နော် attack လုပ်နိုင်စွမ်းရှိတဲ့ကစားမှာ space ကိုလည်း attack လုပ်နိုင်စွမ်းရှိတယ် တို့တို့ defender ကိုလည်း attack လုပ်နိုင်စွမ်းရှိတဲ့ကစားမှာလိုအပ်ရင် link up playing နေနော်ကိုပိုင် ball striking နေနဲ့ကောင်းကောင်းလုတ်ပြနိုင်စွမ်းရှိတဲ့ကစားမှာဗျာဆိုတော့အာမတ်ကကျွန်တော် Nordian Forest နဲ့ပွဲမှာတကူးလေးသွင်းနိုင်ခဲ့သလိုသူ့ရဲ့အားနည်းချက်ကနေတကူးလေးကျွန်တော်ပြီးခဲ့ရတယ်။ဒါဒီအာမတ်ကိုဝင်းပတ်မှာကစားရခြင်းရဲ့စူးကျူးနဲ့အကောင်ကျိုးပဲ။နော်ဆိုတော့အဲ့တော့အမ်မူမူတို့ပါတို့အတွက်အဆင်ပြေဖို့ဆိုရင် Master Wido နဲ့ကျွန်တော်အဆင်မပြေဘူး။ Diego Dalot နဲ့အဆင်မပြေဘူး။အာမတ်တို့လို Wingers ပုံစံမျိုးတွေနဲ့မှကျွန်တော်အဆင်ပြေမှာ ။အေပြေတနာက defense ကိုကျွန်တော်ကြည့်တော့ကျွန်တော်အာမတ်နဲ့အဆင်မပြေဘူး။ Master V တို့ပြည်နိုင်စွမ်းရှိတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာရော။အဲ့တော့ကျွန်တော်တို့ဒီကဒါကြီးကဒီနီးပြအမိုးတွေအတွက်လည်းစဉ်းစားစရာဖြစ်နေတယ်ပေါ့နော်။အာမတ်ကိုတုံးမှတိုက်စစ်ကကောင်းမှာ။အေပြေတနာကအာမတ်ကိုသူရင်ခန်းစစ်ကတိုက်ပတ်အောင်မှာ။ Master V တို့ဘာလို့ကိုကျွန်တော်ဝင်းဘက်ကိုတုံးရင်ခန်းစစ်ကြစ်လက်မှုတော့ရမယ်။တိုက်စစ်ကိုသွားတဲ့ကအမ်မူမူတယောက်ထဲယုံသွားတော့မှာဘလို့မှအဆင်မပြေတော့ဘူး။ ူသမီးတယောက်ချင်းတယောက်တွေ့နေပြီဆိုလို့ရှိရင် genetic exam တွေကခန့်နောက်ကိုပြန်ပြီးတာတွေ site we pass တွေပြီးတာတွေနဲ့ပဲအချိန်ကုန်နေတာဗျာအဲ့တော့တိုက်စစ်ပိုင်းမှာဆိုဘလို့မထီအောင်မှုမရှိဘူးဖြစ်နေရောဒါကြောင့်ဗောနောတိုက်စစ်ပိုင်းမှာကျွန်တော်အာမက်တီယာလူကအရင်ကောင်းပြီးတော့ခန်းစေကပြဿနာကြီးတယ်ဆိုတော့ဟိုပရီးမီးယားလေးကိုကျွန်တော်သိကြတာကဗျာပရီးမီးယားပရီးမီးယားလေးကိုလူတွေက define လုပ်ကြတယ်ဆိုလို့ရှိရင်ဘာတွေနဲ့ကျွန်တော်မြင်ကြတယ်နံပါတ်1 strength ဗျာပရီးမီးယားလေးမှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲစံခိုင်မှုအားကောင်းတဲ့အမျိုးကို အဲ့လိုပေါ့နော်မြင်ရလေးရှိရဲ့နောက်တစ်ခုက size ပေါ့ Premier League ကစားမားတွေနေလူကောင်းအကြီးတွေ physical အကြီးတွေဆိုတဲ့ပုံစံမျိုးတွေမြင်ရပြီးတော့ Premier League မှာ set piece တွေက DR ဒီမှာတအားစကားပြောလာတယ်နော် Premier League မှာနော် long throws တွေစကားပြောလာတယ်နော် corners တွေစကားပြောလာတယ် set piece တွေစကားပြောလာတယ်အဲ့လိုအခြေအနေမျိုးမှာ size လေးတီးတယ်ပြီးရင် strength ဘိုင်းလေးအားနေတယ်ကြံ့ခိုင်မှုဘိုင်းလေးအားနေတယ် ပြီးရင်ကျွန်တော်တို့ညီနေပေါ့နော် set piece ဒီ ADW Juve's ဘိုင်းဒီမှာလဲအားနေတယ်ဆိုတဲ့ Ahmed Diallo ကို wing backs တယောက်ဖြစ်ထားကစားရတာကခန်းစစ်မှာအရင်ပြဿနာကြီးပါတယ်ဆိုတော့ဒါကြောင့်ပေါ့နော် Ahmed Nibia Ruben Amorim ကတော့ငါဘာမှမတက်နိုင်ခဲ့ဘူးဆိုတဲ့သဘောပဲဘာလို့လဲဆိုတော့ငါမှရှိတာ Ahmed ပဲရှိတာ Ahmed ကိုသုံးမယ်ဆိုရင်တိုက်စစ်ကောင်းတယ်ခန်းစစ်တိုင်ပတ်မယ်ဒါပဲအကယ်လို့မြန်ပေါ့နော်တိုက်စစ်လေကောင်းတယ်ခန်းစစ်လေကောင်းမယ်ဆိုတဲ့ကစားမကူရှိငါသုံးမှာပေါ့ဆိုတဲ့ပုံစံမျိုးသူပြောသွားတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့နေဒါအာမက်ဒီယာလိုကိုကျွန်တော်သုံးသွားတဲ့ ဒါတုံးလို့ဘောနော်ရလာတဲ့အချိန်နေပဲနီးပြအတွက်ကတော့တော်တော်တော်စိတ်ပြည့်စရာဘောနော်ဘာလို့လဲဆိုတော့နီးပြတယောက်ဟာသူတခုခုလို့ဖို့တဲ့ tools ဒီမရှိဘူးဆိုသူဘာမှလုပ်လို့မရဘူးအာမက်ဒီယာလိုကိုတိုက်စစ်ကောင်းလို့သူ့ကိုထားကစားတာမှန်ပြီမဲ့ခန်းစစ်မကောင်းတာကြတော့သူလည်းဘာမှလုပ်လို့မရဘူးကစားမကူတိုင်းကိုကခန်းစစ်ကကျွန်တော်အားနေနေတာသိရမလားเนาะဒါကြောင့်ကျွန်တော်တို့ကြည့်ရင်ဟိုတော်တော်လေးတော့စိတ်ပြည့်စရာကောင်းနေဘောနော်သူတပင်ကျွန်တော်တို့ကဒီယာဒီမှာခန်းစစ်မှာဂိုးတီတအားပေးနေရတဲ့အသင်းတွေမှာပါတယ်ခန်းစစ်တော်တော်ကိုစုတ်တဲ့တွေမှာကျွန်တော်ပါတယ် အဲ့ဒီတည်းမှာဆိုရင် win back တည်းရဲ့ခန်းစစ်ကိုကောင်းကောင်း defend မလုပ်နိုင်တာလေးလည်းကျွန်တော်ရှိတယ်ကျွန်တော်ဟိုဘက်ချမ်းဆိုလည်းကျွန်တော်ကြည်ပါလားဒါလိုလိုကောင်းကြီးကခေါင်းခုံမတိုက်နိုင်မနဲ့ငုံပီးလေးရတာလို့နော်လူရှော်တို့ကခေါင်းခုံမတိုက်နိုင်တာလို့ patrick du guru ကအမြင်ပေါ်အားနေတာလို့ဒါတွေကိုကျွန်တော်ကြည့်ရင်အတင်းရဲ့ခန်းစစ်ပိုင်းမှာ individuals ပိုင်းတွေမှာတော်တော်ကိုစုပ်ပြတ်တက်နေတာကျွန်တော်တွေ့ရမှာအဲ့တော့ win back ကစားမတွေဒီခန်းစစ်ကိုအကူရာအားနေတဲ့အခါကျတော့အရင်ပြဿနာရှိပါတယ်ဆိုတော့အာမက်ဒီယာလိုကိုတုံးတဲ့ချင်းမျိုးမှာ တိုက်စစ်ကိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ကောင်းတယ်ခန်းစစ်မှာပြဿနာတွေရှိနေတယ် ဒါကို MOD ဘယ်လိုဖြည့်ရှင်းနိုင်တယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်ပါတယ်